ာပါအဲယနေ့ကတော့သတင်းကြွလာစမ်း9ရက်ဖြစ်ပါတယ်ယနေ့ရောက်ရှိနေတဲ့နေရာတော့ linking ចောင်းဖြစ်ပါတယ် linking ចောင်းကနေပြီးတော့ညောင်ရွှေကိုယနေ့မနေ့9နာရီမှာကြွချီမှာဖြစ်ပါတယ်ဒီညောင်ရွှေကြွတဲ့ခါမှာလဲအဓိကကတော့ကျွန်တော်အဲ့သန်းတော်ငါးမြောင်းခေါ်တဲ့အဲ့ကျေးရွာအုပ်စုများကဖះဆွဲလီညာနောက်ညောင်ရွှေပတ်ဝန်းကျင်မှာရှိတဲ့နန်းသေးကျေးရွာအုပ်စုနောက်တောင်ပူကြီးကျေးရွာအုပ်စုစတဲ့အဲ့ဒီဘာများကဆွဲလီများအစီ30 35စီလောက်နဲ့ညောင်ရွှေကို အာမနက်ခွန်နိုင်မှာကြွားများပြီးတော့မှညောင်ရွှေဖောင်တော်စိတ်ကို မနက်9နိုင်ပေါင်ဝင်ချင်းမှာရောက်ရှိပါတယ်ဒီနေ့ညညောင်ရွှေမှာချိန်မှဖြစ်ပါတယ်ခုတွေ့နေတာကတော့ linkage เจ้าကရုပ်ပွားတော်တွေကိုဖောင်တော်တင်ဖို့ပြင်ဆင်နေရဖြစ်ပါတယ်ဝေါ်ရင်များနဲ့တင်ဆောင်มาဖြစ်ပါတယ် တဲ့ဖောင်တော်ကတော့ great ဖောင်တော်လို့ခေါ်ပါတယ်ဒီ great ဖောင်တော်ကိုသုံးပြီးတော့ညောင်ရွှေကိုဖျားစနစ်တော်များပို့ဆောင်มาဖြစ်ပါတယ်ရှင်ဖောင်တော်ဦးဖျားပွဲတော်ကိုစက်တင်ဘာ22ရက်နေ့ကနေပြီးတော့အောက်တိုဘာ9ရက်နေ့ထိကျင်းပမှာဖြစ်ပါတယ်ရှင်ပွဲစဉ်တစ်လျှောက်လုံးကိုဒီဖောင်တော်ဖောင်တော်လေးကိုအသုံးပြုပြီးတော့အဲလဲလဲကျင်းပမှာဖြစ်ပါတယ်ရှင် လေလေยีเลเลยีเลเลยักษ์ชาเลเลยีเลเลยักษ์ชายักษ์ชายีเลยีเลยักษ์ชายักษ์ชายีเลยีเลยีเลเลยีเลเลยักษ์ชาเลเลยีเลเลตะมูยะโลตะเบลูพยาศีอาสิยีมันกาโดอินซาเรญีเยลาเฮยีเลเลยีเลเล ်တရာတရာစိတ်အားထက်သန်နိဗ္ဗာန်သံတော်ရှင်ဖုန်တော်စိတ်ကိုမနေ့9နိုင်ပေါင်မြင့်မှာရောက်ရှိပါတယ် ောင်ရှိကိုရောက်ရှိတဲ့အခါမှာဒါကျွန်တော်ဖះကိုကျွန်တော်ဒီမျိုးပဲမှာမျိုးတပတ်လဲလဲပူဇော်ကလေးရှိပါတယ်အဲ့လိုလဲလဲပူဇော်တဲ့နေရာမှာကျွန်တော်ဘောရင်ပြတ်တတ်နဲ့နော်ဖောင်တော်စိတ်ပြတ်တတ်ဆောင်အောင်ဒီဘောရင်ပြတ်တတ်ရင်တော်ကိုပင်းဆောင်ပြီးတော့မှအေးဘောရင်ပြတ်တတ်နဲ့မျိုးတွင်းကိုတပတ်လဲလဲပါတယ်ဒီမျိုးတွင်းလဲလဲခံပါတယ်သူရက်ွက်အလိတ်ကျွန်တော်တို့မဟုတ်ဥပြတ်တတ်များနဲ့နော်ကျွန်တော်တို့ဖះဘောရင်တော်ကိုအေးမဟုတ်ဥပြတ်တတ်မှာခိတ္တ ကိန်းဝတ်တော်မူပြီးတော့မှအေးရက်ွက်တွင်းမှာရှိတဲ့တက်ကြီးရွယ်ကိုများဟောဗျာ။ဥမာကျွန်တော်တို့ဘုရားကျောင်းတော်ကိုသွားဖို့လာဖို့အခက်အခဲရှိတဲ့အဲယောဂဝေနာရှိတဲ့ပုဂ္ဂိုလ်များ ရက်ွက်တွင်းမှာရှိတဲ့လူကြီးသူများအဲ့ပြသက်မှာအဲကျွန်တော်ဘုရားကိုကျွန်တော်9မိနစ်လောက်ဒါဆုံးဆက်ကတ်ချင်းဖူးမြော်ချင်းစတဲ့ဥစားမျိုးလုပ်ပါတယ်။ဒါမျိုးပြသက်ပေါင်းကကန္တရာမှာတစ်ခုနန္ဒုံရမှာတစ်ခုမိန်လျာမှာတစ်ခုမင်္ဂလာမှာတစ်ခုအဲ့လိုပြသက်များနဲ့လုပ်ပြီးတော့မှကို နေရာအတွင်းမှာရှိတဲ့ပေကြီးရွက်ကိုများမကြမ်းမှသူများဒါအကြောင်းတော့မသွားဘဲနဲ့ဖူးမြောနေအောင်စီမံထားခြင်းဖြစ်ပါတယ်ဒီညောင်ဖြစ်မှာဆိုရင်ဒါသူတို့သတင်းညလာစမ်း9ရက်6ရက်9ရက်3ညတိုင်တိုင်ဂိမ်းဖို့ပါတယ်ဒါကဘာကြောင့်လဲဆိုရင်ညောင်ဖြစ်မှာကြတော့ဒါညောင်ဖြစ်မြို့နယ်ပတ်ဝန်းကျင်မှာရှိတဲ့အရင်တော့ တောင်ကြီးရွှေညောင်ရက်စောက်ဂလောအောင်မန်းစတဲ့နော်ကျွန်တော်ဒေသပုဂ္ဂိုလ်များနော်ကုန်းသားနေလာနေအောင်ဒါစီမံတဲ့အတွက်ဒါဘုရားဖူးပရိသတ်များတဲ့အတွက်ဒါသုံးညတူပြီးကိန်းဝတ်ပါတယ်ညာရွှေလေးစိတ်မှာလေပြိုင်ပွဲမို့လူပွဲရှိမှာဖြစ်ပါတယ်